မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နောက်ဆက်ကအနေနဲ့ကိုကန့်တက်ဖွဲ့ကိုဝါလိုနိုင်ငံရေးသဘောတူညီချက်မျိုးပေးထားသလားဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအခက်အခဲတွေအကြားသုံးသပ်နေကြတယ်ဆိုတဲ့သတင်း။အိန္ဒိယနဲ့ UAE တို့ဟာတီရီလင်္ကာနိုင်ငံကိုစွန့်ရင်အချက်အချာနေရာအဖြစ်ဖန်တီးဖို့သဘောတူခဲ့ကြတယ်ဆိုတဲ့သတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နာဆက်ကအနေနဲ့ကိုကန့်တက်ဖွဲ့ကိုဝါလိုနိုင်ငံရေးသဘောတူညီချက်မျိုးပေးထားသလားဆိုတဲ့အပေါ်စီးနဲ့နိုင်ငံရေးကဲခတ်တွေအကြားသုံးသပ်နေကြတဲ့ဆွေသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။နာဆက်ကအနေနဲ့ကိုကန့်တက်ဖွဲ့ MNDAA ကိုဝါလိုမျိုးနိုင်ငံရေးသဘောတူညီချက်မျိုးပေးထားသလားဆိုတဲ့အပေါ်စီးနဲ့နိုင်ငံရေးကဲခတ်တွေအကြားသုံးသပ်နေကြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုတိုက်ခိုက်ပြီးထင်းချုပ်ထားတဲ့ကိုကန့်တပ်ဖွဲ့ MNDAA ဟာလာမယ့်ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိတာပါ။နိုင်ငံရေးသဘောတူညီချက်တစုံတရာရရှိထားမှသာအဲ့ဒီလိုဆုတ်ခွာတာဖြစ်နိုင်ကြောင်းနိုင်ငံရေးသဘောတူညီချက်အနေနဲ့ NASA ကမှ MNDAA ကိုဝါလိုမျိုးအထူးဒေတာအဖြစ်အုပ်ချုပ်နေမှုကိုအတိအမှတ်ပြုလိုက်သည့်သဘောတွေ့ရကြောင်း NCA ထိုးထားတဲ့ပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCAS မှာ ဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီအနာတည်င်းဌာနကိုပြောပါရယ်ပြည်သူသားပဲအဲ့ဒီစီကပြည်သူသားအဲ့ဒါပါဆိုတော့သူတို့ရဲ့နာမည်ချုပ်ကန်ခွင့်ခွင့်ရေးကိုကန်သူဒီပါအုတ်ချကိုပဲအုတ်ချခွင့်ခွင့်ရေးဒါတွေကလိုလိုရပြီပါပဲအခုလည်းရနေအောင်သို့တော့အဲ့ဒီရနေတာကို SSC ဘက်ကအခုမှပြုလိုက်တဲ့သဘောမနေ့နေ့ကရှိတဲ့သူဒီပါအုတ်ချခွင့်ရှိတဲ့ဒါဒီမှာပြုတ်ခဲ့တဲ့သဘောတော့အသက်ဝင်ပါလားဟိုဥမာဝါ အထုပိပါကိုဝါအုပ်ချုပ်နေတယ်လို့အဲ့ဒီလိုဟိုနားလည်မှုဒီမှာပြုမှုပေးလိုက်တဲ့သဘောတွေ့ရပါတယ်အဲ့ဒီပါမှာဆေးရေးပေပရပေါ်လာဖို့အကြောင်းမရှိတော့ဘူးပေါ့ဒါပေမဲ့ဒီကိုကန့်ကိုလည်းနားလည်မှုပေးရပါပါဒီကိစ္စမှာဆိုတော့ကိုကန့်ဆိုတဲ့နယ်မြေကိုကန့်ဆိုတဲ့လူမျိုးကတရုတ်ပါပဲအားလုံးယူနာယူနာနစ်ရှေပါပဲသို့တော်ဒီဒီမှာပြီးတော့အင်္ဂလိပ်ပေးပြီးတော့အားလုံးကိုလိုမျိုးပြည့်ရအချိန်မှာမှာ တရုတ်ပြည်ကြီးကနေပြီးတော့အင်္ဂလိပ်ကိုလိုနေကိုလက်ဆောင်ပေးတဲ့အနေနဲ့ပါအဲ့ဒီချိန်မှာမှဒီကိုကမယ်ကိုအင်္ဂလိပ်ကိုပေးလိုက်တာပါဒါကြောင့်ဒီလလရရပြီးမှဒီကိုကမယ်ကဗမာပြည်နဲ့နမိတ်တွေပါလာတာပါပါလာတော့လည်းကုကန်ဆောဘွားပိုင်နေမိတယ်အားလုံးကတရုတ်လူမျိုးတွေလာရှုမျိုးမှာ MNDAA ဆုတ်ခွာပြီးနောက်နဆကရဲ့အုပ်ချုပ်ရေးရန်တရားတွေနဲ့လဲပတ်မှာဖြစ်ကြောင်းနဆကကုကန်တက်နဲ့တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံထိုင်ကြမဲ့အခြေအနေရှိကြောင်းသတင်းတွေထွက်ပေါ်နေရပါဘူး အဲ့လိုဆုတ်ခွာတာဟာနဆကဘက်ကနေဆုတ်ခိုင်းတာမဟုတ်ပေတရုတ်ဘက်ကနေဆုတ်ခွာဖို့2024ခုနှစ်ဒီဇင်ဘာလကတည်းကတောင်းဆိုခဲ့တာဖြစ်ကြောင်းလဲစီးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။ဒါ့အပြင် MNDAA အနေနဲ့လာရှုကနေအမှန်တကယ်ဆုတ်ခွာနေတာမဟုတ်ပေတခြားတိုက်ပွဲတစ်ခုကိုဖော်ဆောင်ဖို့အယောင်ပြလှုပ်ရှားနေတာဖြစ်နိုင်ကြောင်းလဲသူတို့ကသုံးသပ်နေကြတာပေါ့။ MNDAA အနေနဲ့လာရှုကနေဆုတ်ခွာခဲ့မယ်ဆိုပါက နှစ်ဖက်စစ်ရေးပဋိပက္ခမရှိဘဲလွယ်ကူစွာဖြည့်ရှင်းသွားနိုင်မှာဖြစ်ပြီးမဆုတ်ခွာခဲ့ပါကနဆကဘက်ကနေပြန်လဲတိုက်ခိုက်ပြီးရအောင်ယူမဲ့အနေအထားရှိတယ်လို့တင်ဒကမဟာဗျူဟာလစ်လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။ဒါကဟောပါမရှိ။ဘာလို့ရှိချင်တာဦးလေးပေးစားကြရတယ်။အမှအန်နီဒီရောလက်မှတ်တိုင်းကပြည်ပြောင်းလာတာဖြစ်နေတယ်။အဲ့တော့ဒီမှာဒီစိတ်ကြည့်ကြည့်လက်စိတ်ကြည့်ပါဦး။ဒီညာကိုအစည်းအရာ 空气啊，也是我们那个这边来摘养电吗？田子这个一样嘛，然后跟他讲，你不管是种庄稼方面呢，那第一不开咱们现在的这个有机包他啊，我俩这些。那收成的这个是年让我们现在也需要，大概到啊，产量就在这个。呃，就有时候就是这个叫河东他，那一他全都是手工的包衣出来的，那个，你看嘛，包出的纯绿色，像我河南话来说的话，才叫好吃的了。哎，不光是这个哦。 有些方面的中文就叫做“的区”，是咱们又不是手抓嘛的。我手抓呢，跟你们讲呢，那是那个这个，一妈的 T M P 的，对不对啊？它皮子比较大嘛的。那手抓呢，就跟那很袋一样嘛，对不对？啊，咯，手抓呢，就说呢，啊，高能了。 နာဆကဘကကိုစလေအဖွဲ့နဲ့ကိုကန်တပ်ဖွဲ့ MNDA တို့အနေနဲ့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုကြောင့်2024ခုနှစ်ဒီဇင်ဘာလအတွင်းကကုမင်းမြို့မှာပထမကြိမ်တွေ့ဆုံခဲ့ပြီးအစမပြေဖြစ်ခဲ့ကြရကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့ယာယီအဖြစ်ခက်ရက်စဲတဲ့သဘောတူညီချက်ကိုရရှိခဲ့တယ်လို့တရုတ်ဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ။ဒါ့အပြင်2025ခုနှစ်မတ်လ22ရက်ကနေ24ရက်နေ့အထိတရုတ်နိုင်ငံကုမင်းမြို့မှာ လက်ဆက်ကနေ MNDA တို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အခုလိုမျိုးလာရှုကနေပြန်လည်ဆုတ်ခွာမဲ့တဲ့တင်တွေထွက်ပေါ်လာဖြစ်ပါတယ်။ MNDA နဲ့တတိယနှစ်ခွန်စစ်စင်ရေးကာလဖြစ်တဲ့2024ခုနှစ်မှာတော့လာရှုမျိုးအခြေစားအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ပြီးလာရှုမျိုးကိုပါထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။မြမငန်လျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဘစ်စတက်အစည်းအဝေးဟာအထောက်အကူဖြစ်စေနိုင်တယ်လို့ NDF ပါတီမှဒုက္ခရဦးထောင်ကျော်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ မြန်မာနိုင်ငံကငလင်ဘေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ဘင်းစတက်အစည်းအဝေးဟာအထောက်အကူဖြစ်စေကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခတာဦးထောင်ကျော်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါရယ်ကဏ္ဍဆောင်ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဘင်္ဂလားပင်လယ်ော်အစီအစဉ်ဘင်းစတက်ထိပ်တည်ကောင်းဆောင်၏အစည်းအဝေးကို2025ခုနှစ်အပိလေးရမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပါရယ်အဲ့ဒီအစည်းအဝေးမှာပါဝင်တဲ့နိုင်ငံတွေကလည်းမြန်မာနိုင်ငံကလေးဘေးဒဏ်သင့်ဒေသတွေမှာတည်တည်တပ်တပ်ဝင်ရောက်ကူညီနေတာကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်အထောက်အကူဖြစ်စေကြောင်းအမျိုးသားဒီမိုကရေစီအင်အားစု ုပါတီ IDF ကဒုက္ခဥထအောင်ကျော်ကဆေးရနိုင်တဲ့တင်ထနာကိုပြောပါတယ်။ 嗯，弟、嗯、弟，看看那两杯水，那个就杜丽玛英期间那个呢，双双比较喜欢了，是不？杜达山老杜丽玛那个呀，那杜奥冲尼娃比较喜欢呢，第二碗姑娘杯两杯水还是了。弟弟，咱们那个本身咱呢，先改阿廖早了，那本身水杯来撇掉那个了，那啥个奥克拉问那个问就特特的卡嘛。阿东哥阿弟那个没有，阿弟个皮油菜比比较的，阿东哥问姑娘杯两杯水还没有撇掉，那个了。大哥那里哦，本来厨房也那个了，你本身阿那呀。 格龙话呢？佮到个弟弟、仔仔来问你姑娘啊，晓得没？当然，娘要炒股，就罢了，对啦。要调查嘞，哦，那样那个做什么呢？像那种家底啊，不老实就行。没人干都不如嘞。到到嘞，他在我们姑娘面前，当然讲牛嘞，讲那样的话。哎，不瞒说，比读了多，各方面弟弟啊，像那种要么比读了多，要么贪污呢。阿龙可以讲，外面要么姑娘三三家家，要么那个，像那种万达吧，是啦。 ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့အဲ့ဒီအစည်းအဝေးမှာအိန္ဒိယ၊မြန်မာ၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်၊ဘူတန်၊သရီလင်္ကာစတဲ့နိုင်ငံပေါင်း9နိုင်ငံကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံကတော့နာဆကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတိုင်တက်ရောက်ခဲ့ပါတယ်။ဘင်စတက်အစည်းအဝေးကတစဉ်အိန္ဒိယနိုင်ငံတွေနဲ့နာဆကဟာအဆက်အသွယ်တစ်ခုရရှိခဲ့ကြောင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတင်ကြားပေါက်ပေးလာနိုင်မှာဖြစ်ပြီးအခုလဲပြင်နေကြပြီဖြစ်ကြောင်းစီးလုံးညီညွတ်သောတိုင်းဒေသလူမျိုးများမဟာမိတ် UN တွေကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကဆင်နိုင်တဲ့ရင်ထဏာကိုပြောပါတယ်။ ဘာမစစ်သေးအဲ့ဒီမင်းချင်းနိုင်ငံဒီနဲ့တော့သူတို့ကတော့အဆက်တော်တစ်ခုတော့ရခဲ့တာပေါ့ဗျာတန်တမန်ကြီးရဲ့ဒီဆက်ရည်ကပါဝင်ပေါ်လေဒီကကျွန်တော်နိုင်ငံမှာကအာနာသိင်းနော် တိုင်းပြည်ရဲ့ပြည်တွင်းစေဟာမြန်မာဆိုင်ဆိုင်ဖြစ်လာတယ်။ကိုရောဟာပြည်ထောင်စစ်တမ်းကိုခံကြရတယ်။စစ်ကြီးချောင်းတွေအများကြီးဖြစ်တဲ့နောက်မကြခင်ဒီကဲလာ၂၀ချေကသရမန္တလေးနေပြီးတော့အတ္တိကမြို့ကြီးတွေမှာတော်တော်ရဲနေရတယ်။ကျွန်တော်တို့ဒီဘက်ရာစုနဲ့မှာဆိုရင် 说话、说信，对不对？底下就多来，多先生、多木生呀，阿古你也他话说的很多。那个那个，本来来这个系列，听下来背了，听没多少，没啥罢了。这家伙背了没？他不去背了。背了来说到底，我来背你家了，不是？我背了嘛没家了哩？搿把王王家嘛，今来俺俺来信来说的，哪条牛叫背下来，就拿个耳朵耳朵面来拨弄。 နာဆကဥက္ကရာပူဂျုံမူကြီးမင်းအောင်လိုင်ဟာပင်စတက်စီဝေးကိုတက်ရောက်ဖို့2025ခုနှစ် AP 3ရက်ကဘန်ကောက်မြို့ထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနီဘောဝင်ကြီးချုပ်နဲ့တည်တံ့တွဲဆောင်ဆွေးနွေးခဲ့ပါတယ်။အဲဒီပြင်အိန္ဒိယဝင်ကြီးချုပ်မိုဒီနဲ့ထိုင်းဝင်ကြီးချုပ်ပေရွန်လန်ဒိုနဲ့လည်း AP 4ရက်ကတည်တံ့စီတွဲဆောင်ဆွေးနွေးခဲ့ပါတယ်။အိန္ဒိယဝင်ကြီးချုပ်မိုဒီကတော့မြန်မာနိုင်ငံအတွက်လိုအပ်တဲ့အကူအညီတွေကိုမိမိတို့အနေနဲ့ဆက်လက်ပေးရသွားမယ်လို့နာဆကဥက္ကရာနဲ့တွဲဆောင်စဉ်ပြောကြားခဲ့တယ်လို့ထိုင်းဝင်ကြီးချုပ်ပေရွန်လန်ကလည်းမြန်မာငလင်ပေးတဲ့ပြည်သူတွေကိုအကူအညီတွေဆက်လက်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။ပင်စတက်အဖွဲ့ထဲမှာထိုင်းမြန်မာအိန္ဒိယ India, Bangladesh, Nepal, Sri Lanka နဲ့ Bhutan နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ယူရချက်နဲ့အစည်းအဝေးတွေပြုလုပ်လို့ရှိပါတယ်။မြန်မာငလျင်ဘေးတင်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကနေအခုချိန်ထိလှူဒန်းဖို့ကတိပြုငွေ American Dollar 63တန်ရရှိထားပြီးဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ရဲ့အကြီးအကဲဖြစ်သူကပြောဆိုလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ မြန်မာငလင်ဘေးတင်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကအခုချိန်ထိလူဒန်းဖို့ဂရီးပြုငွေအမေရိကန်ဒေါ်လာ63တန်ရရှိထားပြီးဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ရဲ့အကြီးအကဲဖြစ်သူ Mr. Don Fletcher ကပြောပါရယ် Mr. Don Fletcher ဟာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှုလည်းဖြစ်ပါရယ်သူဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ2025ခုနှစ် AP 6ရက်ကနေပြည်တော်မှာနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံပြီးငလင်းဘေးတင်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့ပါရယ်အဲဒီလိုတွေ့ဆုံဆွေးနွေးစဉ် Mr. Don Fletcher က ငလိန်ပေးတင်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကအခုချိန်အထိလူဒန်းဖို့ခရီးပြုငွေအမေရိကန်ဒေါ်လာ63တန်ရရှိထားကြောင်းကုလသမဂ္ဂရဲ့အရေးပေါ်ရမုံငွေမှာအမေရိကန်ဒေါ်လာ5တန်းကိုအသုံးပြုသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အဲ့ဒီငွေကြေးကူညီမှုတွေကိုအသုံးပြုပြီးအကူအညီပေးရေးလုပ်ငန်းတွေကိုအကောင့်ထည့်ဖော်ဖို့အတွက်ကုလသမဂ္ဂဝန်ထမ်းတွေကိုဆီလိုသွားမှာဖြစ်ကြောင်းသူကပြောပါတယ်မြန်မာငလင်ပေးတင်ပြည်သူတွေအတွက်အမေရိကန်ကဒေါ်လာ9တန်းထောက်ပံ့ပေးမယ်လို့ကြေညာထားတယ်လို့အမေရိကန်ဂျပန်ဩစတြေးလျအိန္ဒိယတို့ပါဝင်တဲ့ Quad အဖွဲ့ကလည်း ဒေါ်လာတန်း30ထောက်ပံ့ပေးမယ်လို့ကတိပြုထားပါတယ်။မြန်မာနိုင်ငံမှာမန္တလေးမြို့အနီးစကိုင်းမြို့ကိုဗဟိုပြုပြီးပြင်အား9.8အဆင့်ရှိငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေမလ28ရက်မှာလုတ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်လူပေါင်း3000ကျော်တေဆုံပြီး4000ကျော်ထိခိုက်ဒဏ်ရာရရှိက400ဝန်းကျင်ပျောက်ဆုံးလျက်ရှိပါတယ်။အဲ့ဒီလိုပဲလန်ဒရာတွေလူနေအိမ်တွေဟိုတယ်တွေဘာသာရေးအဆောက်အုံတွေပြိုကျပျက်စီးခဲ့ပါတယ်။လက်ရှိမှာတော့စကိုင်းတိုင်းပဲခူးတိုင်းမကွေးတိုင်းမန္တလေးတိုင်း နေပြီးတော့ကောင်စီနယ်မြေနဲ့ရှမ်းပြည်နယ်တို့ကိုအရေးပေါ်အခြေအနေကြီးညာထားပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်လျက်ရှိပါတယ်။စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။အိန္ဒိယနဲ့ UAE တို့ဟာတိရီလင်္ကာနိုင်ငံကိုစွန့်ရင်အချက်ချနေရာအဖြစ် ဖန်တီးဖို့သဘောတူခဲ့ကြတဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။သတင်းပြည်စုံကိုကြည့်ရှုလိုက်ရအောင်ပါ။ အိန္ဒိယနဲ့ UAE တို့ကသီရိလင်္ကာနိုင်ငံကိုစွန့်ရင်အချက်ချနေရအဖြစ်ဖန်တီးဖို့သဘောတူညီခဲ့ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက AP 9ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယသမုဒ္ဒရာတွေကကျွန်းနိုင်ငံဖြစ်တဲ့သီရိလင်္ကာမှာတရုတ်နဲ့အိန္ဒိယကြားပြန်ဆက်မှုပြင်းထန်နေချိန်မှာအဲ့လိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။သီရိလင်္ကာသမ္မတအန်နူရာကူမာရာတစ္ဆနာရာကီကစက်တင်ဘာလကစတင်ပြီးသမ္မတအဖြစ်တောင်းဝင်ထမ်းဆောင်ပြီးနောက်ပိုင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့သီရိလင်္ကာခီးစဉ်အတွင်စွန့်ရင်အချက်ချနေရအတွက်သုံးနိုင်ငံလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အိန္ဒိယက ကသီရိလင်္ကာနိုင်ငံကိုငွေကြေးအကူအညီဖြင့်ဒေါ်လာ၄ဘီလီယံထောက်ပံ့ပေးခဲ့တာကြောင့်သီရိလင်္ကာနိုင်ငံက၂၀၂၂ခုနှစ်မှာဆိုးရွားတဲ့ဗန်ဒါရီအကြက်တဲကပြန်လည်ရုံထနိုင်ခဲ့ပြီးနှစ်နိုင်ငံအစိုးရဟာပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်လှုံ့ဆော်ခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီဆိုင်နိုဘတ်ဟာသီရိလင်္ကာရဲ့တောင်ပိုင်းစစ်ကမ်းမျိုးဟမ်ဘန်တိုတာမှာဒေါ်လာ3.2ဘီလီယံတန်ဖိုးရှိတဲ့ရေနံချက်စက်ရုံတည်ဆောက်ဖို့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားတာကြောင့် AP 9ရက်ကသဘောတူညီချက်ဟာတရုတ်နဲ့အိန္ဒိယရဲ့ပြန်ဆိုင်မှုကိုပုံမှုအားကောင်းစေခဲ့ပါတယ်။သီရိလင်္ကာရဲ့အရှိတ်အဝါစိတ်ကံဖြစ်တဲ့ Twin ကိုမာလီမြို့ရဲ့မဟာပြူရာရရေးပါတဲ့စွမ်းရည်အချက်ချနေရာမှာကွန်ပစ္စည်းပေါင်းစုံပိုက်လိုင်းတည်ဆောက်မှုလည်းပါဝင်မှာဖြစ်ပါတယ်။အဲဒီနောက်3လင်္ကာလောက်ခန့်အိန္ဒိယရေနံကော်ပိုရေးရှင်းကဒစိတပိုင်းချုပ်ကင်ထားတယ်။ရေနံတူလောင်ကန်တွေကိုအသုံးပြုပဲရှိတယ်လို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီး Viskram Misri ကကိုလံပိုမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ UAE ကစွမ်းရည်ကဏ္ဍမှာအိန္ဒိယရဲ့မဟာပြူရာမြောက်မိဖက်ဖြစ်တဲ့အတွက်ဒေတာတွေမှာပထမဆုံးအကြိမ်သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။စံပြမိဖက်တူလည်းဖြစ်ပါတယ်လို့ Misri ကပြောကြားခဲ့ပါတယ်။အဲဒီသုံးနိုင်ငံဟာစွမ်းရည်အချက်ချနေရာအတွက်ငွေကြေးထောက်ပံ့ မှုနဲ့ဖြစ်နိုင်ခြေရှိတဲ့စီမံကိန်းတွေကိုထည့်သွင်းစဉ်းစားမဲ့စီးပွားရေးအဆောက်အအုံတွေကိုရွေးချယ်သွားမယ်လို့လည်းသူကပြောပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ဟာအမေရိကန်ရဲ့အခွန်တိုးကောက်မှုနဲ့ပတ်သက်ပြီးအဖွဲ့ဝင်၅နိုင်ငံနဲ့ဆွေးနွေးခဲ့တဲ့ဆက်သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟင်ဟာအမေရိကန်ရဲ့အခွန်တိုးကောက်မှုနဲ့ပတ်သက်ပြီးအဖွဲ့ဝင်၅နိုင်ငံနဲ့ဆွေးနွေးခဲ့ကြောင်းတနေ့ရှင်းကဖော်ပြခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါဟာအင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ဘရူနိုင်း၊စင်ကာပူနိုင်ငံမလေးရှားတို့ရဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ကြောင်းမက်လ၅ရက်ကသူ့ရဲ့ Facebook page မှာတင်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့အပြန်အလှန်အောက်ခွန်ဆိုင်ရာအစီအမံတွေကိုပူးတွဲထုတ်ပြန်ရေးအတွက်အမြင့်ချင်းဖလှယ်ဖို့ရှိရပြီးဖုံးဆက်သွယ်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။အာဆီယံဥက္ကဋ္ဌနေရာကိုရရှိထားတဲ့မလေးရှားဟာအာဆီယံအမေရိကန် ွေးနွေးပွဲတွေအပါအဝင်နိုင်ငံတကာကုန်သွယ်ရေးစစ်ဆေးညှိနှိုင်းမှုတွေမှာတရားမျှတမှုနဲ့တန်းတူညီမျှမှုဆိုင်ရာအခြေခံမှုတွေချမှတ်ဖို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ကြားသဘောတူညီမှုရရှိဖို့ကြိုးပမ်းလျက်ရှိပါတယ်။လာမယ့်သတင်းပတ်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့အာဆီယံစည်းပွားရေးဝင်ကြီးတွေအစည်းအဝေးမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့ဒီနောက်အဖွဲ့ဝင်နိုင်ငံအားလုံးအတွက်အကောင်းဆုံးဖြစ်ရှင်နည်းတွေကိုရှာဖွေသွားမှာဖြစ်ကြောင်းအန်ဝါကပြောကြားခဲ့ပါတယ်။ AP 9ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနိုင်ငံအသီးသီးကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေအပေါ်အပြန်အလှန်စီးကြက်ခွန်အသစ်တွေကောက်ခံမယ်လို့ကြေညာပြီးနောက်အရှိတအအရှာ ိုင်ငံတွေကကြီးလေးတဲ့အောက်ခွန်နှုံထားတွေနဲ့ရင်ဆိုင်နေရပါတယ်။မကြာသေးမီကဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့ဟာအမေရိကန်ရဲ့အခွန်တိုးကောက်မဲ့အစီအစဉ်ကြောင့်တရားမှုတွေကိုရောပါသက်သာစီဖို့အစီအစဉ်တွေကိုအကောင့်ထည့်ဖော်ပြီးနီလန်တွေရှာဖွေဖို့ကြိုးပမ်းခဲ့ကြပါတယ်။ထရန်ကတော့သူဟာဗီယက်နမ်သမ္မတတိုလန်နဲ့တယ်လီဖုန်းနဲ့စကားပြောဆိုခဲ့ကြောင်းလူမှုမီဒီယာကအစဉ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဲ့ဒီဆွေးနွေးမှုတွေအတွင်းနှစ်နိုင်ငံကွန်တွေရေးသဘောတူညီချက်ကိုအကောင့်ထည့်ဖော်ဖို့အတွက်တိုလန်ဟာအမေရိကန်ရဲ့စီချက်ခွန်တွေကိုရှော့ချပေးစီလိုကြောင်းပြောကြားခဲ့တယ်လို့ပြောပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်ကလည်းအမေရိကန်ကိုပေးဆောင်ရမယ့်အခွန်နှုန်းထားကို အရေးပေါ်စစ်ဆန်ညှိနှိုင်းဖို့နဲ့အခွန်တိုးမြှင့်ကောက်ခံမှုကိုဆိုင်းငံ့ပေးထားဖို့ထရန့်ကိုစားတဆောင်ရေးသားပြပူခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းဝန်ကြီးချုပ်ပေတုံတဟောင်းအစိုးရအနေနဲ့လက်တလုံးငလျင်ဘေးနဲ့အမေရိကန်ကုန်သွယ်ရေးမူဝါဒတွေရဲ့တက်ရောက်မှုတွေကိုရော့ပါတက်တာစီဖို့အတက်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ထိုင်းပြည်သူတွေကိုအာမခံပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေတုံနန်ကအစိုးရအနေနဲ့လက်တလုံးငလင်ပေးနဲ့အမေရိကန်ကုန်သွယ်ရေးမူဝါဒတွေရဲ့တက်ရောက်မှုတွေကိုရော့ပါသက်သာစီဖို့အတက်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ထိုင်းပြည်သူတွေကိုအာမခံပြောကြားခဲ့ကြောင်းတနေရှင်းကဖော်ပြခဲ့ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဟာမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ပေးနဲ့ထိုင်းကုန်ပစ္စည်းတွေအပေါ်အပြန်လန်အကောက်ခွန်39ရာခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့အမေရိကန်ရဲ့ကြေညာချက်အပါအဝင်မကြုံစဖူးစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ပေတုံနန်ကပြောကြားခဲ့ပါတယ်။လူအသက်တွေနဲ့အိုးရင်အဆောက်အုံတွေကိုတိတိတတ်တတ်ပျက်စီးစေခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ငလင်တန်တဲ့ပြည်သူတွေရဲ့ဒုက္ခကို ကိုလျော့ပါတက်တာစီဖို့တက်နိုင်သမျှအားလုံးဆောင်ရွက်ပေးမယ်လို့ပြည်တွင်းကကတိပြုခဲ့ပါတယ်။ကျမတို့တွေအရင်တုန်းကနိုင်ငံနဲ့ပတ်သက်ပြီးအကြအတဲတွေအတော်များများကိုကြော်လွှားခဲ့ပါတယ်။ကျမတို့ပြည်သူတွေရဲ့စီးလုံးညီညွတ်မှု၊ကုညီထောက်ပံ့မှုနဲ့တနာကျင်နာမှုတွေနဲ့အတူဒီအကြအတဲကိုလည်းကြော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြည်တွင်းကပြောကြားခဲ့ပါတယ်။အမေရိကန်ကွန်တိုရေးမူဝါဒတွေနဲ့ပတ်သက်ပြီးအခြားနိုင်ငံအများပြားကလည်းအဲ့ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရကတက်ရောက်မှုတွေကိုယုံနေစေဖို့စီမံချက်တွေလှုပ်ဆောင်နေကြောင်းပြည်တွင်းကပြောပါတယ်။အမေရိကန်အစိုးရနဲ့ဆက်ဆက်ဆွေးနွေးဖို့နိုင်ငံအများပြားကစီစဉ်နေကြကြောင်းအမေရိကန် ရဲမူဝါဒတွေရထိုင်းပုံကုံတွေအထူးသဖြင့်လျက်စစ်ပစ္စည်းပြုပြင်ထားတဲ့အစားအစာတွေနဲ့လေယာထွက်ကုန်တွေအပေါ်တက်ရောက်မှုရှိမှာဖြစ်ကြောင်းသူမကပြောကြားခဲ့ပါတယ်။ထိုင်းဆိုရဟာထိုင်းပုံကုံတွေအပေါ်ကုန်သွယ်မှုမူဝါဒတွေရဲ့အကျိုးတက်ရောက်မှုတွေကိုလျှော့ချဖို့နီလန်းတွေအစိုးပြုဖို့အတွက်ပုဂ္ဂလိကကဏ္ဍနဲ့အမေရိကန်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့ဇန်နဝါရီ6ရက်မှာလုပ်ငန်းတောင်းဝင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်းပီတိုနန်ကမှတ်ချက်ပြုခဲ့ပါတယ်။ လာမဲ့တရင်ဘတ်မှာဗန်နာယီဝင်ကြီးပီချိုင်းချွန်ဟာဗာဂျီရာဟာအမေရိကန်ရဲ့ကုန်သွယ်မှုမူဝါဒမှာတည်တာထင်ရှားတဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အစည်းတွေပုဂ္ဂလိကကဏ္ဍနဲ့အခြားသက်ဆိုင်သူတွေအပါအဝင်အကြောင်းအရာအများပြားကိုဆွေးနွေးဖို့အမေရိကန်ကိုတွားရောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာပို့ကုန်တင်ပို့သူတအူးဖြစ်ရုံသာမကပဲယုံကြည်စိတ်ချရပြီးကာလရှည်ကြစီးပွားရေးမိဖက်ဖြစ်တဲ့ဆိုတာ အမေရိကန်မိဖက်တွေရှင်းရှင်းလင်းလင်းတည်သွားအောင်ဆောင်ရွက်သွားမှာပါလို့ပေလိုနန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ထိုင်းနိုင်ငံဟာအမေရိကန်မှာထိုင်းရင်းနှီးမြှုပ်နှံမှုကိုမြင့်တင်ဖို့နဲ့သွင်းကုန်အတားအဆီးတွေကိုရှော့ချဖို့ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်းပေလိုနန်ကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။နီပြအာမိုရီနဲ့ဂွာရီယိုလာတို့ကသူတို့ရဲ့အသင်းတွေဟာလာမယ့်ရာသီမှာပိုပြီးကောင်းလာတော့မယ်လို့ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကြီးပြအာမိုရင်နဲ့မန်စီးတီးအသင်းကြီးပြဂွာဒီယိုလာတို့ကသူတို့ရဲ့အသင်းတွေဟာလာမယ့်ရာသီမှာပိုးပြီးကောင်းလာမယ်လို့မန်ချက်စတာဒါဘီပွဲစဉ်မှာကိုမရှိသည့်ကြားခဲ့ပြီးတဲ့နောက်ပြောခဲ့ပါဗျ။အာမိုရင်ကအခုချိန်ကနေတိုင်းခက်ခဲနေပေမဲ့ လာမယ့်ရာသီမှာအလွန်ကွာခြားသွားလိမ့်မယ်လို့စိတ်ကူးကြည့်နိုင်ပါတယ်။အပြောင်းလဲတွေကြောင့်ဒီမှာရှိတဲ့လူတိုင်းဟာဒုက္ခတွေကိုခံစားခဲ့ရပြီးလာမယ့်နှစ်မှာကျွန်တော်တို့တစ်ခုခုကိုပြသရမှာပါ။ကျွန်တော်တို့ကတိုးတက်ရမယ့်အခန်းကဏ္ဍတွေအများကြီးရှိနေပြီးအစားသမားတိုင်းလည်းတိုးတက်နိုင်ပါတယ်။သူတို့ဟာအရေးအသွေးတွေရှိပြီးအခွင့်အရေးတွေပို့ပြီးရဖို့ Go Area တွေမှာအချိန်ပို့ပြီးယူရမယ်လို့ပြောခဲ့တာပါ။ United နဲ့ Manchester City အသင်းတွေကတရားသီမရလက်တွေဆိုရနေပြီးဂိုးမရှိသေးကြခဲ့တဲ့ Manchester Derby ပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံတွေပြသနိုင်ခြင်းမရှိတာဖြစ်ပါတယ်။အဲဒါကြောင့်ဒီနှစ်သိန်းရဲ့ဆွမ်းဆောင်ရည်အပေါ်ဝေဖန်မှုတွေလည်းရှိနေကြတာပါ။ Manchester City အသင်းကဒီပွဲရလက်ကြောင်း Premier League အမှတ်ပေးစရာအဆင့်9နေရာမှာယက်တည်နေပြီး United အသင်းကအဆင့်73နေရာမှာယက်တည်နေတာဖြစ်ပါတယ်။ United အသင်းဒီပြအာမိုရင်ဟာ Sporting Lisbon အသင်းကိုကင်ွယ်ခဲ့ခြင်းအပါအဝင်ဒီယာသီမ Guardiola နဲ့ထိတ်တိုက်တွေ့ဆုံမှု၃ချိန်အထိရှိခဲ့ပြီး၂ချိန်အထိအနိုင်ရယူနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းကြီးပြအာမရင်ကလာမယ့်ရာသီမန်ချက်စတာဒါဘီပွဲစဉ်ဟာဒီပွဲစဉ်နဲ့အလွန်ခြားနားလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်။မက်ဆီဒီအသင်းကြီးပြကွာဒီယိုလာကသူ့ရဲ့အသင်းကိုပြန်လည်တိစောက်နေပြီးလာမယ့်ရာသီမှာမတူညီတဲ့အသင်းကိုမြင်တွေ့ရမယ်လို့ပြောခဲ့တာပါ။ကွာဒီယိုလာက ကျွန်တော်တို့ကအချိန်ယူရမှာဖြစ်ပြီးအခုအချိန်မှာလာမယ့်ရာသီအတွက်ကျွန်တော်စိုးရိမ်ပူပန်မှုမရှိပါဘူး။ Old Trafford ကအမြဲတမ်းခတ်ခဲ့ပါတယ်။ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့ကြပြီးကစားသမားတွေကလည်းအရာအားလုံးပေးခဲ့ကြပါတယ်။ကျွန်တော်တို့ဒီပွဲမှာအမှတ်ရယူခဲ့ပြီးရှေ့ဆက်သွားရမှာပါလို့ပြောခဲ့တာပါ။ ယူနိုက်တက်အသင်းအားလာမယ့်ကြာရက်ထဲမှာလိုင်ယွန်အသင်းနဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမအကြိုပွဲစဉ်ရှင်းပြရမှာဖြစ်ပါတယ်။စီအန်အိုင်တင်းဌာနရဲ့2025ခုနှစ်ဧပြီလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တနေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။